အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ဆရာကြီးဥဖို့ချရဲ့ဖျားခုတွားခြင်းဆိုရဲကိုရိုင်းရဝထုလေးကိုအတန်ဇလန်းအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ခင်ဗျာကျွန်ုပ်ဒီကောလိပ်ကျောင်း BA အောက်တန်းလိုက်ရှိစဉ်ကကျွန်ုပ်နဲ့အတန်းတူအတန်းခင်မင်တော်မိတ်ဆွေတယောက်ရှိဘူး၏၎င်းမှာမောင်ထွန်းမောင်ဖြစ်၏ ထုံးမောင်မှာအလွန်အေးဆေးစွာနေလေရှိ၏စကားနေ၏မမဟုတ်မမှန်မဟာတရားမပြောတတ်အင်္ဂလိပ်ကြီး၏စကားနေသူတို့၏စကားသည်လေးနက်တတ်သည့်ဖြစ်ရာထုံးမောင်စကားပြောရင်းကျွန်ုပ်တို့ကြောင့်သားများခရူးပြူ၍နားထောင်လေရှိ၏ဘာကြွားပြောတတ်သူသည်ထုံးမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံးမောင်ကတစ်ချက်တစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါချင်းချက်ချင်းပေါ်တတ်၏အပေါင်းပေါ်နှင့်အချိန်ဖြုံးမနေတတ်တယောက်တည်းတွေ့တော့၏တော်၎င်းစာဖတ်၏တော်၎င်းနေတတ်၏ တို့ရာတွင်အလွန်ရိုးသားဖြောင့်မတ်သူဖြစ်ရလေရကကျောင်းသားများကဝိုင်း၍ရိုတည်ခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထပ်ပေါ်၍ခင်မင်ကြ၏ထိုနှင့်အင်္ဂလိပ်ဒီဇင်မာနတော်ပြတို့၌ကျောင်းစနေရများပိတ်၏ထိုအချိန်ကကျောင်းသားများကြိတ်ထူးဖျားတို့အဆူအဆူပြူ၍တွားလို့ရှိကြရာကျွန်ုပ်လည်းတွားလို့ဒီနေ့ထွန်းမောင်၏အခန်းတို့လာခဲ့၍ဟေးထမစိတ်ထီတို့ဖျားကိုသွားရအောင်ကွာတို့စနစ်ရတော့ရက်အားရတယ်ဖျားဘူးသွားတာ ိုက်ထူတောင်သွားရမလားကွ။ရှိရကုန်သွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာစိတ်ထီရောမျက်စောပြာကိုတော်တိုင်းတို့ပြမှာပြူကြွာလာပြီးရေတိတ်ကြီးတပါးကိုဆန်တော်ပေးတဲ့အဲ့ဒီဆန်တော်စစ်ကိုထပ်ပနာပြီးတီရမောင်ရဲ့နားလဲရဲလားထိုအခါအလွန်ပြုံးခဲ့တော့မောင်ထုံးမောင်ဒီပြုံး၍ဖျားဒီကိုကြွာလာတယ်လို့မင်းကဘသူပြောတယ်လဲမင်းလည်းအတော်ကွာကြရဲကောင်ပဲဘသူပြောရမလဲကွတမိုင်းထဲမှာတိတ်တိတ်ချာချာကိုရေးထားတာသိရဲ့လားအဲ့ဒီမင်းတမိုင်းကဘသူကဘယ်တော့မှရေးခဲ့ရလဲ ဘသူရေးရလို့တော့မင်းကိုတည်တည်ချာသတော်မတင်နိုင်ရှေ့ပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွအဲ့ဒီမင်းသမီးကဘသူကဘယ်တော့မှရေးခဲ့ရလဲဘသူရေးရလို့တော့မင်းကိုတည်တည်ချာသတော်မတင်နိုင်ရှေ့ပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွအာမင်းမမီတည်ရလားမင်းနဲ့ငါနဲ့ဒီမျိုးကိုသွားလိုက်ရတော့ကလीဖုန်ကြီးတပါဒုတိယပေါင်းမင်းကြီးရဲ့ဝလဲရောစေကူပြာချတစ်စီတေးကိုကင်ပြီးလှုပ်ထားရဆိုတော့ကမဝါစာကိုထုတ်ပြတော့ မြတ်ကိုရောဘယ်နဲ့တည်တလဲဗာလဲညာလဲတဲ့စစ်စစ်ပေါ့ပေါ့မျိုးဖုံးကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာအမှတ်မိပြီလားခုလဲမင်းကရာဇဝင်ဆရာမို့တိတိကျကျသိမလားလို့မေးရပါဗျာအကြရင်လည်းမမေးပါဘူးဟဲ့ကောင်တော်ပါကွယ်မင်းဟာတစ်ခါတစ်ခါအင်မတန်ရှာရှိတယ်မင်းလိုက်ချင်ရင်လည်း like မလိုက်ချင်ရင်လည်းငါတယောက်တည်းတော်တယ်လို့တည်သွားမှာပဲခက်ဆက်ဆက်ပြောသည်ဟမ်ဖျားတရားကြည့်လို့ရလေစိတ်တို့လိုက်တာကောင်းကွယ် ငါလေးလျှော့ပါမယ်ငါလိုက်ပါမယ်ထိုအခါမှာကျွန်ုပ်ကပြုံး၍အဲ့ဒီလိုမှပေါ့ကွငါမောင်ငွေ90ကျပ်လောက်တော့စူပါရဲ့မင်းမောင်ငါမလေး90ကျပ်လောက်ပါပဲအေးနေရာကြပြီဈေးစကားစားဖို့တော့ပို့စူ90ကျပ်လောက်ပဲကိုမထင်နဲ့လူဖို့တန်ဖို့အပုံကြီးပို့တာပဲကဲအခုညသွားကြစို့ကွ ကြိုက်ထူဘူရာတို့ရောက်ရင်ထိုအခါကမော်တော်ကားများမတော်သည့်တစ်ဖြင့်နှင်းငါရေးသွားကြ၏ကြိုက်ကြီးတို့တောင်ကြီးကျမိုးစခန်းမရောက်မီခရီးတဝက်တရာ၌အင်းဝစခန်းတို့ရောက်ရာခရီးနာကြ၏ထမင်းရင်လက်ဖက်ရ းဘူးဒီကျော်စသည်ဖြင့်အစားတောက်လည်းပြည်စုံ၏ထိုစခန်းမှာရွာနာချုပ်ဆက်ကလာရောက်၍စောင့်တဲခင်းတော်နေရာစခန်းကြီးတစ်ခုဖြစ်၏ထိုအိမ်ဝစခန်းဆိုင်စု၏မြောက်ဖက်အတန်းကွာရှိတရက်ပင်ကြီးတပင်အောက်တွင်တင်းငယ်ငယ်တစ်ခုရှိ၏ထိုတင်းငယ်ဘက်သို့ထွန်းမောင်သည်ရှောက်၍သွားသည်ကိုမြင်လိုက်၏မကြာမီမှာပင်တဲပေါက်တွင်ရရအတန်ကြာကြည့်နေသည်ကိုမြင်ရ၏လာရွက်ခန့်ကြလင်းကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထွန်းမောင်ကိုဟိ၍ခေါ်ရ၏ထွန်းမောင်ကတုတ်လာခဲ့၍ ဟိုတယ်မှာအဖိုးကြီးလူများနဲ့အမေရောက်ဖျားပြီးလဲနေကြတယ်။ငါစားတောက်ကလေးဝေပေးခဲ့ခြင်းနဲ့ဝန်သားနဲ့ကွယ်ကင်းမစကားငါမရောင်းလိုက်လာခဲ့ပါမယ်။ဟောဗျာမင်းဘွေဖောက်ပြီးမင်းအစ်ချစ်ကဒီလိုပဲစိတ်တဆူစားရင်းနဲ့ကဲမောက်တဘောရှိငါတော့မင်းကိုမစောက်နိုင်ကင်းဘောစကားကိုမရောင်းလိုက်ခဲ့ပြီးတော့မမီရင်တော့ငါဆက်သွားပါပဲ။အေးပါကွယ်ငါမရောင်းလိုက်ခဲ့ပါမယ်။ ထွန်းမောင်ကအဲ့လိုဆိုရင်းလဲပေါ်ကသူ့လည်းကိုယူ၍တင်းငယ်ဘတ်တူဆိုက်ဆိုက်ဆိုက်ဆိုင်နဲ့တွားပြန်လေ၏ကျွန်ုပ်မှာကဖျားတူပါရောက်လို၍ကျွန်ုပ်တို့ကြောင့်ကအကြောင်းသားတစုလည်းထက်ရောက်လာတည်နှင့်ထိုးလူစုနှင့်ရော၍လိုက်သွားလေ၏ကင်မော့စကန်တို့ရောက်တော်လဲထွန်းမောင်ပေါ်မလာချင်းရီမြောင်းကလေးရီမြောင်းကြီးဘိုးပြန်တောင်ဆိုင်တမော့စတီဖြင့်ခရီးစဉ်အတိုင်းနောက်ဆန်တငငင်းနှင့်ပင်လာခဲ့ရာဖျားတူတာတိုင်တော်၏ထွန်းမောင်မပေါ်လာချင်း ျွန်ုပ်တို့တစုမှာလည်းတပြောတပားကြီးပြောဆိုကနဲ့လာခဲ့ကြရာဖရာအနီနဲ့ယုံနဲ့စင်နဲ့မိမကြီးတယောက်ပတ်စံခန်းနေဒီကိုတွေ့ရ၏နဲ့ယုံမှာပါတချမ်းနားတချမ်းပင့်နေ၏၎င်းအဖေတို့ပြ၍ပြင်ဆင်ရန်ဆိုကပတ်စံခန်းနေခြင်းဖြစ်၏ထို့အခါကျွန်ုပ်ဒီရုတ်တရက်တရင်ရမိဒီကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကျောင်းသားတစုကြိုက်ထီယိုကပြန်လာတော့အခါထိုပါပဲနားပဲနေတော့နတ်စင်ကနတ်ကတော်ကြီးအားနတ်မေးကြကြောင်းပြန်ပြောဒီကိုတရင်ရဒီနဲ့ကျွန်ုပ်တို့နဲ့ အဖော်လော် ခေါ်ခဲ့တော့လေဓမာကို မေ့ကြည့်ရာလေဓမာက ပြုံးညီ၍ဒီပေရဲ့ကြားလာပြီပြန်ပြင်လိုက်ရင် နောက်ထပ်ပတ်စံဘယ်နဲ့အမှုခံမလဲဗျာကပြောလိုက်မှာကောလိပ်ကြောင့်သားများထက်တာတဲ့လေဓမာများလည်းရှိသေးကြောင်းကိုတည်ရသည်နို့ကွယ်ရေသိတွေရေသိမာတွေဖိုးသူတော်တွေမဲသီလာတွေပေါ်လာချီကလာကွယ်အဲ့ဒီအချိန်မှာခါတော်မူရင်အများကြီးပါတယ်ဗျာ ကျွန်ုပ်တို့ဖျားရှိခိုးနေစဉ်ပန်းတဲ၊ရွှေတဲ၊ရေတဲတို့ဤအနောက်ရှက်များကိုများစွာခံရ၏ဖျားရှိခိုးနေစဉ်ရေပန်းရွှေဝဲပါဝဲပါဟုတစားစားလိုက်၍ပူနေ၏ကျွန်ုပ်ဒီကလစားချီလိုဒီနှင့်ရေပန်းရွှေတို့ကိုအင်းစင်နှင့်ရောင်းတော်ဆိုင်တို့တွင်လာဝယ်ယူလိုက်၏ကြောက်ကြီးကန်ပစက်ဘတ်တို့လာခဲ့ရာလမ်းတွင် တောင်ဆောင်တစ်ခုကူတွင်၌ယတိတပားထံတွင်ဖျားသွားတော်အစ်ရှိသည်ဆို၍ကူတွင်၌ကျင်းကျင်းကြက်ကြက်ဝင်ခဲ့၏ယတိကသွားတော်ကိုလက်ဖြင့်ကင်၍ခက်လန်းလန်းကပြ၏တတိကျ ာကိုယ်တိုင်ကင်၍ဖူးပရစေဟုတောင်းတော်အခါဟဲ့တကားရဲ့လက်နဲ့မကင်ကားဘူးငရေကြီးတဲ့ခတ်ဝီဝီကဖူးတာပေါ့ရေတိတ်တော့ငရေမကြီးဘူးလား ကျွန်ုပ်ဒီဘာမှပြန်မပြောပဲအခွင့်ရလည်းမရတရားစွာစူးစိုက်ရကြည်ရသွားတော်ကြီးအတွင်ကဘာရှိတီဟိုဟာမတီးရအပြင်ကမူစီးကရက်ဘူးတွေကငွေရောင်ပြားကိုကတ်ထားဒီကိုမြင်တွေ့ရဤတို့ကြောင့်လဲရတိဤအလူကံပတ်စံခွက်တဲ့တို့တပြားတစ်ချက်မှမထဲပဲခတ်တုတ်တုတ်ပြန်၍ထွက်ခဲ့ဤဤတို့လျင်ကြိုက်ထီယိုတောင်မုတ်ဆိုးတောင်တို့၌အေးချမ်းပြောင်မျိုးစွာခုနှစ်ညကြာကြဤမှဆင်းခဲ့ကြဤအပြန်လန်းတွင်အင်းဝါစခန်းတို့ရောက်ကြတော့ထွန်းမောင်ဤအဖြစ်ကိုမင်းမြန်းလူတီနှင့်ကျွန်ုပ်ဒီအဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်တို့လာခဲ့ ဲ၏။ငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကတည်းကဆုတ်ချပျက်စီးနေသည်မဟုတ်ဘဲအမိုးအကာနှင့်အတံမင်တရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏။ကောင်းရင်ကန်ကလေး၌အတံအုံမင်းနေပြီဖြစ်သောအဖိုးကိုအဖွားကိုနှစ်ယောက်ပတိဆက်၍နေကြ၏။ခရင်မိုင်းမြေကွက်လက်တွင်မိဖို့တစ်ခု၌လဖြစ်ကရားနှင့်ရင်းနှီးအိုးကြိုနေသောဆက်တုံးနှင့်ဆက်လေးနေအရွယ်မင်းကလေးကိုမြင်ရ၏။ကောင်းအနီး၌တုံးနှစ်လေးနှစ်ခန့်ရှိယောက်ျားတငယ်လေးတယောက်ဗူရီကျော်တစ်ခုစားနေသည်။ကျွန်ုပ်ကိုမြင်ကြလျင် အဖွားတို့ကအလိုမှ လာပါလာပါဘေးအရက်ကပါလဲမောင်းဖျားဘူးအသွာလားအပြင်းလားလာပါလာပါထိုင်ပါအဖွားမနေရပေးခြင်းကိုင်းချခြင်းတို့ကိုပြပြတလဲပြူ၍ဟဲ့ဖွားမေရှင်ဝိစုပြီးမဟုတ်လားလက်ဖက်ချောက်ခဲပြီးယူခဲ့ဟိဟောဖွားမေဟဲ့ဟိုထန်းလျက်ကလေးရှိသေးတယ်မဟုတ်လားတခါတည်းထိတ်ခဲ့ဟိတောက်ပါစားပါမောင်ရဲ့ အလွန်ကြီးစွာတဲ့စေတနာနဲ့ဧကန်လင်းတီအဖိုးဝါတဖန်ညာဖျားဘူးမဟုတ်လားဟုတ်ပါတယ်ဘိုးရဲကျွန်တော်ကလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်လာခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီတဲထဲမှာကျန်ရစ်တယ်အဲ့ဒါအခုသူပဲသွားလေတလဲလို့မင်းချင်းလိုဝင်လာတာပါအဘိုးရဲသူကအဖိုးကြီးနဲ့အမေကြီးတီးတပြိုင်နဲ့ငောက်ခနဲဆန့်၍မောင်ထွန်းမောင်မေးတာမဟုတ်လားမေးတာမဟုတ်လားဟုတ်တန်ပြိုင်မေးကြ၏ ဟုတ်ပါရဲ့ခင်ဗျာအမေကြီးရဆက်၍ဟောမောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါအဖြစ်မောင်လည်းသူ့တော့ကောင်းပေါ့အေးအေးမောင်ထုံးမောင်ရဲ့ခုမနက်ပဲရန်ကုန်ကိုပြန်သွားပြီ သူ့ကိုကြောင်းတက်ရမယ်ဆိုကိုကွယ်ပြောလိုက်ပါရစေအုံမောင်ရဲ့ဒီလိုသူ့တော့ကောင်းမျိုးရှိရအဖားတို့အခုသက်80ရှိနေပြီကြားပဲမကြားဘူးပါမောင်ရဲ့ မောင်ထုံးမဖះရောက်လိုက်မလားပဲဒီကပြန်သွားဖို့ပြောပြပါဦးဘွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီတို့ကငါတို့ကဟဲဟိုရှိုက်ထုတ်ကိုသွားတဲ့လမ်းနှမ်းမှာရှိတဲ့မိသွေးကုန်းရွာကပါအဖားတို့မှာတမိကြောက်တယ်ရှိပါရဲ့သူအိမ်နောက်ကြလို့တာတမိလျောက်ရပြီးတော့လွန်ခဲ့တဲ့၃နှစ်လောက်ကပဲသူခင်မောအနေစာရောက်တဲ့သူကိုတိုင်လဲ မနစ်ကအဆုံးပြန်ရောတာသမီလေးယောက်အနက်ကနှစ်ယောက်တာအဖက်တင်တယ်ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေးနှစ်ယောက်ကိုငါလိုပဲမွေးရတာပေါ့ငါတို့ကလည်းအိုအိုမင်းမင်းသူတို့ကလည်းလူလားမမြောက်သေးပတ်စံကျင်းငွေကလည်းမပြည့်စုံတို့ကိုပြောချစို့မြည်ရေငါတို့ထမင်းရက်မှန်မှန်မစားရတာကြာပါပြီအဲ့ဒါအခု ဖျားဖို့များလာတဲ့အချိန်ဒီအင်းဘွားစခန်းမှာတဲကလေးထိုးပြီးဖားမှွေကိုပဲဘူးဒီကြော်ကလေးကြော်ပြီးရောင်းစီရတာပဲအဲ့ဒါနဲ့လေထမင်းရက်မှန်မှန်မစားရပါဘူးကံမြန်စိုးခြင်းတော့လွန်ခဲ့တဲ့2လ3လကစားပြီးဟောမအဖိုးကြီးဟာလူကလည်းအိုအစာရည်စားလည်းဝဝလင်းအောင်လည်းမစားရတော့လဲပါလီရောမောင်ရဲ့ နောက်၁၀ရက်လောက်ကအပြားဝင်လာပြီတတိအမေရတစ်ချက်ရားတစ်ချက်နေပါရောဟဲဟိုမောင်ထုံးမရောက်တဲ့နေ့ကညို့ညို့ပဲရှိတော့တယ်အဖကိုတိုင်းလဲမောင်အဖိုးလိုပဲအာနေပြီလဲနေရကနွေနွေခြုံစရာအဲ့ဒီအထက်တဲကလေးကလည်းမိုးမလုံတော့အေးမိပြီအဖွားလည်းလေးပါလေးရောမောင်ရဲ့အဲ့ဒီလို့ အဖားတို့အကျူအကန်းနှင်းရကိုရင်းမှကလေးဖားမိကချက်ပြုတ်ကျွေးမွေးနေရကဟောထင်းချိုးရမှတန်ဆူးလို့တဲ့တခါတဲ့ငန်းတွေမန်းလေးလိုက်ပြီးဖြစ်တယ်လို့ဟောထုံးမရောက်တဲ့နေ့ကခြေတော်မြောက်ပြီးអော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရှည်စာမစားရတာနှစ်ရက်တိတိရှိနေပြီမောင်ရဲ့တေဖို့အစင်တင်ပဲဆိုပါတော့ဟော ဟို့မီအငယ်ကားတော့ကလေးကိုအဲဟိုဆိုင်စုမှာတွားပြီးတောင်းရစားတတ်တဲ့အဲ့ဒီလိုငါတို့တေဖို့အနေမှာ မောင်းတငယ်ချင်းမြင်တော့မေးတာကိုကြားပါရဲ့ငါတို့လူအိုနှစ်ယောက်ကတော့စကားပြန်နိုင်တော့ဘူးဖားမှွေကတာအော်အငွေရက်ပြီးပြန်ပြောတန်ကိုကြားလိုက်ရတဲ့အဲ့ဒါနဲ့မောင်ထုံးမောင်ဟာပထမ အဖိုးကြီးပတ်သက်ထဲကိုရှချပြီးရနောက်နည်းနည်းလှုပ်လာတော့ကိုဆိုင်စုမှလက်ဖက်ရည်ကော်ဖီရည်ရေနွေးစားစရာတွေဝယ်လာပြီးကော်ဖီနွေးနွေးကလေးကို အစားချပြီးတိုက်ပြီးရှာရအဖွားကိုလည်းအက်တီလိုပါပဲဖောင်းမွေကိုလည်းအနာကိုရေစစ်ပြေဖောက်စီးထဲလှုပ်တာနဲ့မောင်ရဲတနားလောက်မှာပဲတက်တာသွားပါအမှန်ကားတော့ ငါတို့တဆူလုံးအစာတော့ချိုတဲလို့ငတ်လို့ဖြည့်ရတာလားကွယ်ငါတို့တော့အကြီးလောက်တာတောက်နိုင်ကြပါ誒ဖားမွေတို့မောင်နှမနှစ်ယောက်ကတော့ဖြားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထုံးမောင်ရဲ့သူ့လူထဲကပေါမုံငါတစ်တာလေတခါတည်းထုတ်ကျွေးတယ်ငန်းငန်းနဲ့စားလိုက်ကြတာမောင်ရဲ့အပွားတို့လည်းဘေးကကြီးရတာ အာရဝမ်းတာတာနဲ့အားပြလာကြတာပဲအဲ့ဒါသူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြူးစုတဲ့အပြင်စတန်စီစာတက်တော့ငယ်ရုပ်အစိုးဝဲပြီးချက်ကျွေးရှာရဲ့ဖွားမှွေကိုအညော်မိမှာစိုးလို့တဲ့မီးပေါ်နားတောင်မလားစေရဘူးပြီးတော့ဟောတဲကလေးကိုကြည့်ပါအောင်အခုတော့တက်တက်ရက်ရက်ပေါ့မောင်ထွန်းမရောက်စကအမိုးမလုံးလို့ အကာတွေလည်းပြန့်နေကြရဲ့ဒီပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုအနေမှာ မောင်ထွန်းမောင်ရောက်လို့နှစ်ရက်အကြာမှာနှင်းမိုးတွေရွာချလို့မောင်ထွန်းမပါမကျင်ငါတို့အကောလုံးရွှဲရို့ဆိုပါတော့မောင်ထွန်းမောင်ပါလို့လည်းတိတာအန္ဒီနာကဆိုင်စုအင်စုမှာတက်ကဲတို့ထယန်းတို့သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မူးကာပြီးခဲ့တဲ့မောင်ရဲ့ ဘွားဝါစကားကိုဖြတ်၍လက်အုပ်အထက်သို့မြောက်ချီကဖရာတကြတော့တပည့်တော်မရဲ့မြေကြီးမောင်ထွန်းမောင်ကျမ်းမာချမ်းသာပါစေခလုံးမထီဇူးမညီပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေဆို၍မျက်ရည်ဆန်းဆန်းနဲ့ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိလူများကိုပင်မေ့နေဟန်ရှိ၏အတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေအစိုးလို့အေးကြချမ်းကြတော့မောင်းတငယ်ချင်းဖရာလောင်ကြီးကဟော သူ့မှာပါတဲ့အင်ဂျီတွေပစိုးတွေမင်းနဲ့တော့ပတ်ဝါတော့မကြမ်းဘူးအဲ့ဒါတွေနဲ့တခါတည်းငါတို့လေးယောက်ကိုပန့်ရခြုံပေးတာပဲမိဘကသာသမီပြူးလူတလို့ပဲမောင်ရဲ့သူ့ကိုယ်တိုင်ကတော့ဆုကြက်ကလေးနဲ့တာနှီးရဲ့အောင်မဲဟောမောင်တန်ငယ်ချင်းကတတိကောင်းတလားကွယ်မိုးကြီးဝေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရတက်တဲ့ရဲ့နှုတ်ပေမဲ့ သူအသားတွေကတန်ကဲလိုပဲမာတလားကွယ်ဟောနေကင်းနေကင်းမှာဖားမေတို့မောင်နှမနှစ်ယောက်ကသူ့လက်မောင်တားကြီးတွေကိုထုတ်ပြုတ်ပြရဲ့မောင်နှမနှစ်ယောက်ကသူ့လက်မောင်ကြီးကိုလဲစီစီပြီးကစားကြတာပါပဲအမအနံပြောကြတာပေါ့ဒီတန်ငယ်ဟာဘုသူပါကွယ်တန်ကားတန်မာပါပြီရဲ့ဖျားလောင်းများ ရှင်ပြောင်းငါစီစီအားဆောင်ရနိုင်ပြက်ထင်ပါရဲ့ကွယ်နောက်တနေ့မနက်စောစောဟိုနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှာပြန်လာတယ်ဒိုးတက်တွေဆိုတာနေခင်တခင်လုံးသူ့ကိုထမင်းစားစောင့်နေကြရဲ့အနီးအနားမှာလည်းလိုက်ရှာကြရဲ့အဲ့ဒီမနေ့ငါတို့ထမင်းမစားဖြစ်ကြဘူး ညနေကြာလို့ပြန်လာတော့မှတီးရတာကလက်ဆက်တတော်သူဟိုကြိုက်ထို့ကိုတွားတာကိုမောင်းရဲ့ဟဲ့ဖားမေမြင်အကိုကြီးဝယ်ပေးခဲ့တဲ့အဝိအစားတွေယူခဲ့စမ်းကဲမောင်းရင်ကြည့်တော့ငါတို့ဝယ်ဖို့သူဝယ်လာတာတွေ့သူကအဖိုးကြီးဒီအထုပ်ကြီးတထုပ်ကိုကောက်ယူ၍ဟောဒါကျုပ်ထုံးမောင်ရဲ့အမအောင်ပြရအောင်မင်း အဖိုးကြီးရာအထုပ်ကိုဖီလေသည်အထုပ်ပေါ်ကကျိုးစီအောင်အပတ်ပေါင်းများစွာရစ်ပတ်ထား၏ကျိုးတွေကုန်သောအခါပဆူဟောင်းတစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်ဆက်ကူ၃လေးထက်နှင့်အလွန်တေချာစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးထက်ကုန်လီမှလုံးကြီးအညိုရောင်တစ်ထည်အတွင်းကန်အင်ကြီးတစ်ထည်အပေါ်အင်ကြီးတစ်ထည်ခေါင်းပေါင်းပဝါတစ်ထည်ပခုံးတင်ပိတ်ဖြူစားတစ်ထည်တို့ထွက်လာသည်ထိုလေးရတော့အဝတ်တို့ကို အဖိုးကြီးသည်ယူရမြန်သောစွာကင်တွယ်၍ အဲ့ဒါကြုံမြင့်ရဲ့ကုလိုတွေပဲမောင်းရင်ကျုပ်အဖိုးဖားဘာဒီလိုမပေးခဲ့ဘူးပါဦးကျုပ်သားသမီးတွေကလည်းမပေးခဲ့ဘူးဘူးကိုတိုင်လည်းဝယ်ပြီးဝေးနိုင်ခဲ့ဘူးဘူးဒီဝေလေးတဲ့ကိုကျုပ်ဘာလုပ်မလဲတိလားဥပုံနေတိုင်းဝစ်စင်ပြီးဥပုံဆောင်မယ်အခုစိတ်ကူးထားတာကတော့ကြုံမြင့်ကုလိုပေါင်းနေတိုင်း၈ပါးဒီလားဆောင်ပြီးတူဝစ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီဝိတ်တွေကျုပ်တို့ဆရာဖုန်ကြီးစီကိုလူလိုက်ဖို့မှာပြီးပါပြီမောင်ရဲ့ အဖွားကြီးကလည်းမိမိအတွက်အဝတ်စားတို့ကိုပြ၍ကျုပ်လည်းပဲမအဖိုးတိုင်းပဲဆုံးဖြတ်ပြီးပါပြီမိမိရဲ့အထုပ်ကိုအားပတရဖြီကားပြဤပိုးသားလုံးကြီးအင်းကြီးဘီမှန်စတီဖြင့်မိမအတော်အဆောင်အတန်များများကိုတွေ့ရဤအဲ့ဒါတွေကကျမကိုကြီးဝယ်ပေးခဲ့တာရှင့်ကျေးဇူးတင်လိုက်တာကိုကြီးရဲ့ကျမလေးညာတိုင်းညာတိုင်းအိတ်ခန်ကြီးကိုဥသုံးချိန်ချပါတယ် အကိုကြီးလည်းပြန်သွားပြီတိတ်အောင်မေတာပဲဆို၍မျက်ရည်လဲလာလေ၏အနားတွင် အမ၏မျက်နှာကိုစိုက်ကြည့်နေတော့မောင်ကလေးမှမဲ့တဲတဲဖြစ်၍လာလေ၏အဖွာကြီးရဆက်ပြန်၍အဲ့ဒါနဲ့သူအဖူအစုကောင်းတာနဲ့ငါတို့အတော်အတန်ဖူးထောင်လာကြတာပါပဲသူနေလို့လေငါရရှိတော့ငါတို့လည်းမာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွာရဲ့တဲ့ ဖះကိုသွားဖူးတာထက်ဖះစကားနားထောင်တာဟိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လဲဖះသွားဖို့အချိန်မရှိတော့ဘူးကျောင်းဝင်းမိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလူဖို့ရေလူဖို့မှန်ခဲ့တဲ့အတွက်ငွေကိုလဲအဖာတို့ကိုပဲလူကမ်းမယ်ဆိုပြီး ငွေတင်ကားပြ30ကျပ်တီတီငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်အဖြစ်နဲ့ကာမငွေ30ကျပ်ပြည့်အောင်မကန်ကဲဘူးဘူးဒီလိုလူမျိုးတွေ့ဘူးထားလို့တောင်းကြားတောင်းမကြဘူးပေါ့ကွယ်ဟောမအဖိုးကားဖြင့်လူမဟုတ်ဘူးနဲ့ကြားများလူရောင်ဆောင်လာတာလို့အခုတက်တီဆွဲနေတုံးပဲ ထိုအခါအဖိုးကြီးရဝင်နေ၍ဟဲ့မဲတုတ်ကဲအခုဒီမောင်ရင်ကသူ့တငယ်ချင်းမှဆိုလိုတာနေလဲရတယ်။ငါတော့ဧကန္တနဲ့တကြပဲလို့စွဲလန့်နေတော့မယ်။ကြည်လေငါလကားပြောတာမဟုတ်ဘူး။ငါတို့ဆရာဖုန်ကြီးဟောဘူးတဲ့။ဟဲ့တကားကြီးဖိုးခွေးတဲ့ငါဘာဒီလာမြဲပြီးမြစ်တာပို့ပြီးဣတိပိတော်ကုံတော်တနေ့အနည်းဆုံး၁၀ဘက်ရအောင်စိတ်တဲ့။အချင်းကျက်တွေ့ရင်နဲ့တကြများလာပြီးကဲမတတ်တယ်တဲ့။ အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဖုန်ကြီးစကားအတိုင်းစောင့်ထိန်ခဲ့ပြီးဗတိမမှန်စိတ်ခဲတာညီးတီပဲမဟုတ်လားအဲဟိုနေ့ကငါပက်လက်ကလေးမျှော်နေတော့ဆရာဖုန်ကြီးရဲ့အစုံအမဂုံတော်ကိုတတိယပြီးဂုံတော်ကိုနှလုံးတွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေစက်ကြလာတော့อืมတကြမင်းတော့ရေစင်ဖြန်းလာပြီလို့ငါယုံကြည်လိုက်တယ်လူပုံတရံနဲ့ တောက်ပြောင်ကြည်အင်းနေတဲ့မျက်နှာကိုငါမြင်ရတယ်။ဟဲ့မဲတုတ်ကဲ့လူရိုးရိုးကဒီလောက်တောင်ကောင်းနိုင်မှမလားဟဲ့။လူမမာလေးယောက်ကိုစေးကုပြုစုကျွေးမွေးဝစ်စင်အိမ်ကိုမိုးကပေးပြီးတော့ငွေ30ချက်ရင်းမှရီကိုပေးတာလူရိုးရိုးဟုတ်နိုင်မှမလားဟဲ့။ဒိုးစရာဖုန်ကြီးပြောဘူးတယ်။နေတကြမြန်လူရောင်ဆောင်လာရင်အရင်မထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့။ငါဖြင့်မောင်ထုံးမောင်ရဲ့အရင်ထွက်တာမျက်တောင်ခတ်တာမမြင်ဘူးဟဲ့။ပြီးတော့ရုပ်ရည်ကလည်းတက်မာပြီတဲ့။ ငါဖြင့်ဒီလိုချောမောလာပါတဲ့ယောက်ျားကောင်းမျိုးမြင်ဘူးပေါင်ဗျာ။အိုးကိုဖိုးခွေကလည်းလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲ။ဧကန်ကအလောင်းအလျာတစ်ခုခုတော့ဖြစ်မှာပဲ။ကိုင်မောင်ရဲမောင်ထုံးမောင်ရဲတငယ်ချင်းဆိုရင်ဖြစ်အဖွားတို့တဲမှာတညာလောက်တဲပါအောင်မောင်ရဲသူငွေတဲက အလူဦးပြူပြီးသမီးတနတ်တော့ကျွေးလိုက်ပြရစီတန်ငါတော့ဆွန်ကျွေးဖို့တော့ဝေငါချက်ဥချပြီးဖဲထားပြီးပါပြီထိုအခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညာတဲရန်ဝန်ခံလိုက်ဤညအရာဝင်တဲ့အခါမှာကျွန်ုပ်စဉ်းစားကန်ပေါ်လာလေဤအင်းထောမောင်ကြီးပြဖျားဖို့လာရကြုံနဲ့လေပြီထောမောင်ရဲ့ကိုတော်ငါအားကြလာသည်ငါကြဖူးတီကမျက်စောဖျားရှိစေကတောင်းတဲ့ကရဟန်းနှစ်ပါး ဖျားကိုဖူးမြွေရန်လာရတဲ့လန်ခီးမှာရင်းငက်သဖြင့်ရေတောက်ကြမြည်ရှိရာရေစင်းမပါကြသည်နှင့်တပါသောယဟန်ကမြတ်စွာဘုရားသည်ရေစင်းနှင့်မှရေတောက်ရမည်ဟုပြညတ်ထားသည်ယခုရေစင်းမရှိခဲ့ဖျားကိုကြည်ညိုသည်ဆိုကားဖျားစကားကိုနားထောင်မှကြည်ညိုရာရောက်သည်ထို့ကြောင့်ရေမတောက်ပဲအသက်သေးစေတော်ဟုဆိုဖြတ်လိုက်၏တပါတော်ကဖျားဆိုသည်က အလွန်ဖူးမြည်ရခဲ့၏ရေတောက်ပြီးအသက်ရှင်ဖျားကိုဖူးမြည်အပ်ဟုဆိုဖြတ်လိုက်၏ ထမယဟန်သည်လမ်းတွင်ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဖျားထံရောက်၍အဖြစ်ပြက်ကိုပြန်လှန်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားဆက်ကားနားထောင်၍လမ်းတွင်အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတဲ့ယခုလည်းငါတို့ညနေတူလီစွာငါမှာကြိတ်ထီကိုဖျားတော်ရောက်ပါရဲ့ရောက်တော်ပါလို့တယ်လေဖျားကိုပစိပေါ့ရှိခွေ အနာပတ်လည်းအဆူဆူညံ့ညံ့နဲ့အာရုံစိုက်ရရှိမခိုးခဲ့ရ။၎င်းတို့တငယ်ချင်းတို့နဲ့ရှောက်ရပျော်ခဲ့တယ်။ဟာတိုက်တဲ့ချင်းဆိုဖက်ကစားအဲ့အာတွေနဲ့ပဲချင်းကိုတာပဲအခုထုံးမအောင်အားကြလို့အဘိုးကြီးအဘွားကြီးတို့ကိုပိုက်ဆံပေးချင်လို့ကြည့်တော့လှဲခါနဲ့ယထာခါသာကြမ်းတော့တယ်။ပိုက်ဆံတပြားမှမပိုးတော့ဟိုးကိုတော်မတို့ကဒုလူစုမြေလက်ကအဖြူတစုကိုတွေးလို့အလွမ်းတင်ပြီးပိုပန်ပြီးဟိုးဆိုင်အပ်ခံလိုက်ဒီဆိုင်အပ်ခံလိုက်နဲ့တူလေးရဲ့လောက် ို့လူစုပိတ်ဆံဖြိုးလိုက်ကြတာဖျားလူဖို့မှန်ထားတဲ့ထက်ကသုံးဖို့နှစ်ဖို့လောက်ပါသွားတာပဲအဲ့ဒီပိတ်ဆံတွေအခုကနှမျောလိုက်လာရဲ့ငါဖျားမှုရတာမဲမဲရရဘာကျိုးမြမထင်ပါတဲ့ကနှက်ကြတော့ရသိရသိမဖိုးသူတော့မဲသီလဘန်းတယ်ရေးတဲ့ချို့လို့စိတ်မကြည်နဲ့လက်ပတ်ပျော်ရွှင်ဓာရင်းနဲ့သာချိန်ကိုတယ်အင်းခုငါတို့ပြီးမာယဒနာသုံးပေါက်အကြောက်ပြပြီးလှုပ်ကြရဲ့ပွဲမျိုးမျိုးတွေ့တော့ငါတတိရလိုက်ပါပြီတဲ့ ငါဖျားကိုရောက်တော့လဲဖျားစကားကိုနားထောင်တဲ့မောက်ထုံးမော်ရဲ့ကုသိုလ်မျိုးဘယ်မှာမိနေမလဲစတီဖြင့်စိတ်ကူးတွေးတော့ကမပြောတစ်ချက်ပြောတစ်ချက်နဲ့မိုးလင်းရလေဤနနက်တွင်ကျွန်ုပ်ပြန်တော့မိဟုနှုတ်ဆက်လေရအဖိုးကြီးကပြန်အောင်တော့မောင်ရင်မောင်တို့ကျမ်းမာချမ်းသာပါစေလို့အဖိုးဆုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောပါသူဝယ်ပေးခဲ့တဲ့အဝတ်အစားကိုအဖိုးဘလို့စီမံနေဆိုတာကိုအေးအေးသွားတော့မောင်ကြီးဖုန်းကြည့်ပါစေတက်ရှိပါစေကွယ် ဖွားကြီးကသွားတော့မောင်ရဲသွားတော့အဖွားတို့မသေးခင်မောင်ထုံးမောင်ကိုတခါတော့တွေ့စဉ်ပါသေးတယ်ကွယ်ဘိုးမကြခင်ဖွားတို့ရမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဘူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲအခုအဖွားတို့နှစ်ယောက်နေတဲ့အထိရှစ်ပါးတီလာစားဖို့တစ္ဆာအဋိတံပြူပြီးတဲ့အကြောင်းပြောပါလေကွယ်အေးသွားတော့မြင်းရဲသွားတော့ ဖွားမေကလည်းအကိုကြီးထွန်းမောင်ဘိုးလက်ဆောင်ပေးလိုက်ပါရစေ။ဟောရာကကြိုက်ထီယူတောင်ပြေဝါစီတန်းဒါကတစ်ခွပန်းချောက်တခု ဟောရာကကျမအရင်ဖျားတော်ကဖျက်ထားတဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးဖျားလူပါတဝက်ကို အကိုကြီးတင်းယူထားပါလို့ပြောပါကျမမတည်ခင်တခေါတော့ရအောင်လာပါမယ်လို့လည်းပြောပါ သူ့လိစာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှခိုးလက်ဆောင်လေးပေးလိုက်ပါရစေ ခုနေကိုကြီးရန်ကုန်ပဲစီမှာလေကျွန်ုပ်ဒီရန်ကုန်ရှိရာညွှန်ပြလိုက်တော့အခါဖွားမိတ်ဒီတပန်နန်းတထဲကိုတင်၍ရန်ကုန်ထွန်းမောင်ရှိရာဘက်တို့ရိုတီလေးမျက်စွာလဲ၍ဥတုံးချိန်ချကအကိုကြီးကိုဥတုံးချိန်ကတော့လိုက်ပါလေဆို၍ဥတုံးချိန်ချဤထိုအခါကလေးမ၏မျက်ရည်တို့ဒီကြပြန်လေကျွန်ုပ်ဒီခြေလန်းလေးလေးနဲ့ထွက်ခဲ့ရာဖွားမိတ်တို့မောင်နှမဒီကျွန်ုပ်ဤလွဲအိတ်ကိုယူဆောင်၍လဲစိတ်အထီးပို့ကြဤ လဲဒီတီအီနဲ့လှိမ့်သွားရာဖွားမေတို့မောင်နှမဒီမျက်နှာငငယ်ဖြစ်ငင်းမြော်၍ကြံခဲ့ခဲ့ရလေသည်စနုပ်ဒီထုံးမောင်ခန်းတို့ဝင်ခဲ့ဤထုံးမောင်ကအလိုမင်းပြန်လာပြီလားမင်းဖျားဘူးခဲ့တဲ့အမြောက်ဝေပါဦးကွမတရော်ပါနဲ့ကွယ်ငါမအမြောက်ဝင်စရာချာ ချာနဲ့တော့တခုမှမပါခဲဘူးမျက်နှာငငယ်နေပြောသည်ဟဲ့ မင်းအကြောက်တွေငါကြားခဲ့ပြီးတီးခဲ့ပြီးမင်းကိုယ်တိုအင်မတန်ထူးမြတာပဲငါ့အမြဝေဇန်ပါတငယ်ချင်းရဲ့ဟင်ဖះရောက်တဲ့သူကလမ်းပြန်လာတဲ့လူကို အမြဝေခိုင်းနေသလားကွမင်းကလည်းယူကြောင်ကြောင်နဲ့ငါမယူဘူးငါတကယ်ပြောနေတာငါကြိုက်တီယိုဆိုတဲ့စီဒီနာကိုတော့ရောက်ခဲ့တာမှန်တယ်နှုတ်ပေမဲ့မင်းကတော့တမ်းမတမ်းမို့တော့ဖះစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်ဒါကြောင့်ငါ့ကိုအမြဝေပါကွဟေး မင်းစာကလေးပါကလေးအကြည့်ဘူးသားမဟုတ်လားငါငါကအမြအဝေမှာမင်းရနိုင်တာမဟုတ်ပါဘူးမင်းဝမ်းမြောက်ပြီးကို့ဘာသာကိုတာရုခေါ်နိုင်တယ်လို့ကုတို့ကရတာပဲကွအဲ့ဒါငါသိတယ်ဘာဖြစ်ဖြစ်မင်းပတ်ဆက်ကမွဲဆိုပြီးပေးတော်ငါကြားချင်းတယ်ငါတာရုခေါ်ချင်းတယ်စင်ကြီးစင်းလက်တွေလို့မနေပါနဲ့ကွငါကြည်ညိုလုံးလို့ပါမင်းပတ်ဆက်နဲ့အမြဝေစမ်းပါကိုင်းဒါဖြစ်လေအမြဆိုတာအဖို့ပါကဆိုလို့တယ်ငါတော့အဖို့တွေအဖေတွေလုံးမနေပါဘူး ငါကုသူတွေအကုန်လုံးကိုပေးပါရဲ့ဗျာအကုန်လုံးယူပါလေတော့ဟာကျွန်ုပ်ဒီတာထုလေးလေးနက်နက်ခေါ်ပြီးမှမင်းကောင်ကကျေးဇူးတင်တာတခုရှိသေးရဲ့ဘာလဲမင်းကငါ့ကိုဖျားဖူးနေနီးကောင်းနီးမတို့ကူတင်ပေးတဲ့အတွက်ပေါ့ မှတ်ချက်ဤဝိထုတွင်ဖရာကြည်ညိုနီ၌ဗုဒ္ဓဘာသာကိုအရင်တည်၍ပြခြင်းမှာမြန်မာနိုင်ငံတွင်အများအဖြစ်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်တားပြခြင်းဖြစ်သည်အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှတယူရန်ဖြစ်၏၂၀ရာစုအမျိုးသားပညာဝင်ဦးဖိုးကြား